ကျွန်တော်ငပိအနန်းနဲ့ကျွန်တော်နဲ့ဓာတ်ရဲ့တွေ့ကျွန်တော်မူးပါလဲတာဂျုံဆန်ပြောင်းနေပဲစားကျွန်တော်အဲ့လိုဘူးစားတွေတအားကြိုက်တာဖေဘက်ကိုလုံးဝသွားတူတာကျွန်တော်မြန်မာကျောချောတာပေါ့ကျွန်တော်တော့ပူကျောအဓိကအမေရဲ့ဆက်ဆက်ဖြစ်ချင်တော့အမေရဲ့ရန်စိတ်ပူပါအချင်းချင်းလူတွေအကုန်လုံးကဟဲ့နှစ်သားကတော့တူတူဖြစ်နေပြီဟဲ့လုတ်ကြအောင်ပါဖြစ်တယ်ညာဖြစ်တယ်ဘန်းစကားတွေပြောတယ်ဗာဒါမဲ့လေကျွန်တော်ပြောလိုက်တဲ့ဘန်းစကားကကြတော့ဒီမှာအင်တာဗျူးကကြတော့လူကြည့်အရန်များတော့ဒီချို့ဘန်းစကားနားမလဲလူကြတော့လို့ပြဿနာဖြစ်မှာဆိုတော့ကျွန်တော်ပေါ်မှာထားမှအဲ့လိုလေဝိုင်းအဆဲမခံဘူးလေကျွန်တော်လည်းအဲ့လိုထိဟိုဆဲခံရလိမ့်မယ်လို့ကျွန်တော်လည်းမထင်ဘူးပေါ့နော်ဒီတိုင်းပဲပြောလိုက်တဲ့ကို ဒီတိုင်းပဲလည်းငါကဒီနေ့ကတော့စိတ်ပန်းသစ္စာဆိုတဲ့ဇာတ်ကားလေးကတော့ပဲလေးဖြစ်ပါတယ်ဗျာဟုတ်အဲကျွန်တော်တို့ပို့ပပပဲဖြတ်တန်းပါတယ်ဗျာကိစ္စတိုင်းကျွန်တော်ပို့ပပပဲဖြတ်တန်းပါတယ်ဗျာဟုတ်အဲဟုတ်တယ်ကျွန်တော်အင်တာဗျူးတွေကိုမဖြေဖြစ်တာပေါ့နော်ဟိုဒီကြားထဲမှာကျွန်တော်ပထမအောင်ဆုံးတစ်ခေါက်အင်တာဗျူးမိနစ်ကပေါ့ဒီလိုအချိန်ပေါ့နော်အင်တာဗျူးဖြေတော့အင်တာဗျူးမှာအဲ့လိုမျိုးအဲပြဿနာတွေအနေငယ်ရှိသွားတာနဲ့ကျွန်တော်ပြည်သက်ကြီးတို့ဒီကပဲတောင်းပန်ပါတယ်အဲအဲ့ကနေစပြီးတော့ကျွန်တော်အင်တာဗျူးဖြေဖို့ခဏ အဲဒီမီဒီယာမားတွေတော်တော်များများကျွန်တော်လာပြောတယ်ကျွန်တော်အင်တာဗျူးဖြေဖို့ညင်းထားတာပါပြီးတော့ဒီနှစ်ကြာတော့လည်းတစ်နှစ်လောက်လည်းကြာပြီးကိစ္စတွေလည်းပြီးသွားပြီပြည်သက်နဲ့ကျွန်တော်နဲ့လည်းအရင် ဟိပြဿနာမဖြစ်တော့ဘူးဆိုတော့အဲ့ဒါနဲ့ကျွန်တော်အခုလိုမျိုး interview တွေပြန်ဖြစ်ဖြစ်တာပဲဗျာနောက်ပိုင်းနေလည်း interview တွေပြန်ဖြစ်ရောရှိပါတယ်ဗျာဟုတ်အဲဝမ်းသာပါတယ်ပိတ်သက်တွေလည်းကျွန်တော်အဲ့လိုမျိုးဟောနော်ဒီကိစ္စအနေစပြီးတော့စတိလာတဲ့ပိတ်သက်ကြီးရောဟိုးရင်နေကကျွန်တော်အားပေးနေတဲ့ပိတ်သက်ကြီးရောကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ဗျာဟုတ်အဲ့အေးပေါ့အေးပေါ့အေးပေါ့အရင်တော့လွတ်လွတ်လပ်လပ်ဖြစ်ပြီးမြေဆိုပေမဲ့တချို့တခါတချို့ကိစ္စတွေကကျွန်တော်တို့ပပပပဖြစ်တယ်ဆိုပေမဲ့တခြားသူတွေတော့ကပပပပဖြစ်ချင်မှဖြစ်မှာလေတခြားသူတွေတော့စိတ်နှောက်ရှက်ဖြစ်မှာဆိုလို့ပြီးတော့ interview ကြတော့လူကြည့်တာအများများတယ်လေအဲ့ဒါကြောင့်မို့ကျွန်တော်ပို့ပြီးတော့ ဟိုစကလုံးရွေးချယ်မှုအပိုင်းကိုပို့ပြီးတတိထားပြီးဖြည့်ပြပါရဗျာဟုတ်။အဲဘန်းစကားတွေပြောတယ်ဗာဒါပေမဲ့လေဟိုကျွန်တော်ပြောလိုက်တဲ့ဘန်းစကားကကြတော့ဒီမှာ interview ကကြတော့လူကြည့်အရန်များတော့တချို့ဘန်းစကားနားမလဲလူကြတော့လို့ပြဿနာဖြစ်မှာဆိုတော့နောက်ပိုင်းနေတော့ဘန်းစကားလေးလည်းရှောင်ပါတယ်ဗျာဟုတ်။အဲတော်တော်များများတော့လေးလာပြပါတယ်ဗျာ။အများကြီးသင်ခန်းစာရပါတယ်အများကြီးသင်ခန်းစာရပါ ကျွန်တော်ငပိအနန်းနဲ့ကျွန်တော်နဲ့ဓာတ်ရဲ့တွေ့ကျွန်တော်မူးပါလဲတာဂျုံဆန်ပြောင်းနေပဲစားကျွန်တော်အဲ့လိုဘူးစားတွေတအားကြိုက်တာဖေဘက်ကိုလုံးဝသွားတူတာတော်မြန်မာကျော်ချောတာပေါ့ကျွန်တော်တို့ပူကျော်အဲအရန်ပျော်သွားတယ်ဘယ်အဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့တုံးကဆိုတော့ပြဿနာဆက်ဆက်ဖြစ်ခြင်းတစ်ပတ်တုံးကဆိုတော့ကျွန်တော်လည်းတော်တော်လေးကိုစိတ်မကောင်းဖြစ်တယ်ပြီးတော့အဲ့တုံးကကျွန်တော်ဇကားဝင်တန်လန်းနေဆိုတော့ကျွန်တော်ချက်ချင်းဖြည့်ရှင်းမှုကြတော့ကျွန်တော်တို့မလွယ်ဘူးပေါ့နော်ကျွန်တော်ဇကားရိုက်နေဆိုတော့မနက်6နာရီနေပြီးတော့ည6နာရီလောက်ထိရိုက်ရတယ်ဆိုတော့ကျွန်တော်မှလည်းအင်တာဗျူးပြန်ဖြည့်ဖို့အချိန်အားလည်းမရှိဘူး ဆိုတော့ကျွန်တော်တပတ်လောက်နောက်ကျပြီးမှပြည့်ပြည့်တယ်ဗောနော်တပတ်လောက်နောက်ကျပြည့်ပြည့်ပြီးတော့တချို့ပြည့်တတ်တယ်အသေးတဲ့ပြည့်တတ်လည်းရှိတယ်မသေးတဲ့ပြည့်တတ်လည်းရှိလိုက်တယ်ဗောနော်အဲအဲ့တော့ဟိုကျွန်တော်ဒီဂျားထဲမှာအဲ့အဲ့တပတ်အတွင်းမှာကျွန်တော်တော်တော်လေးကိုစိတ်တက်ကြရတယ်ပြီးတော့ဘယ်လိုပြောရမလဲဝိုင်းကျွန်တော်ပေါ်မှာတစ်ခါမှအဲ့လောက်လည်းဝိုင်းအစဲမခံဘူးလေကျွန်တော်လည်းအဲ့လောက်ထိဟိုအစဲခံရလိမ့်မယ်လို့ကျွန်တော်လည်းမထင်ဘူးဗောနော်ဒရိုင်းမဲပြောလိုက်တဲ့ကိုဒရိုင်းမဲလက်လွတ်လက်လွတ်ပဲတော့မဟုတ်ပါဘူးဒရိုင်းမဲပေါ်ပေါ်ပါပြောလိုက်တဲ့အဲ့ကိစ္စလေးတစ်ခုကပြည့်တတ်စီမှာအကြီးအဲ့လိုရိုက်ခတ်မှုဖြစ်တဲ့အတွက်ကျွန်တော်လည်းတကယ်စိတ်မကောင်းပါဘူးကျွန်တော်ဝိုင်းပြီးတော့ အဲ့လိုအချိန်ပါဘောเนาะကျွန်တော်စိတ်အားငယ်တဲ့အချိန်မှာကျွန်တော်ဝိုင်းပြီးအားပေးတယ်ကျွန်တော်ပြည့်သက်တယ်ရောကျွန်တော်ရဲ့တငယ်ချင်းတွေရောအားလုံးဒီကနေပဲကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဗျာဟုတ်တော်တော်စိတ်တကြရယ်ဗျာကွန်မန့်တွေဖတ်ပြီးလိုက်အားလို့ငါပြောချင်တဲ့အဓိပ္ပာယ်ဒီလိုမဟုတ်ဘူးလို့ဒါပေမဲ့ပြန်ဖြည့်ရှင်းရမယ်ဆိုတော့ကျွန်တော်နားလဲပါတယ်ဒါပေမဲ့ကျွန်တော်မှလည်းအခုအခက်ခဲရခက်ချင်းပြန်မဖြည့်ရှင်းနိုင်လိုက်ဘူးဆိုတော့ကျွန်တော်ကဇကားဝင်နေရဖြစ်တယ်တော့ဗောနော်ဒီဇကားကိုကျွန်တော်ဝင်တဲ့ကောင်ကျွန်တော်ပြီးအောင်ရိုက်ပေးရမယ်ပြီးမှပဲကျွန်တော်ကိစ္စကိုကျွန်တော်ရှင်းမယ်ဆိုပြီးကျွန်တော်သဘောထားပြီးတော့ရှင်းလိုက်တယ်ဗောနော်အဲ့အချိန်မှာနည်းနည်းလေးတော့နောက်ကျသွားတယ်ဗောနော်ကျွန်တော်ဖြစ်နိုင်ရင်ကျွန်တော်က သုံးလေးရက်အတွင်းပြန်ဖြည့်ရှင်းနေတာဒါပေမဲ့တစ်ပတ်လောက်ဆိုတော့နည်းနည်းလေးတော့နောက်ကျသွားတယ်ပဲဟုတ် sorry ပါအခုနောက်ပိုင်းကတော့ကျွန်တော်ဒရိုက်တာတွေတော်တော်များများကျွန်တော်လည်း లై ့မယ်ပေါ့နော် character လေးတွေလာပြပြတာများတယ်ပေါ့နော်ကျွန်တော်လည်း లై ့တဲ့ character လေးဆိုတော့ကျွန်တော်လည်းထူးထူးတလဲတော့တိတ်ပြီးတော့ပြင်ဆင်နေရမလို့ပေါ့နော်ကျွန်တော်လည်း లై ့တဲ့ character လေးရတာဖြစ်တဲ့အတွက် အပို့ပြီးတော့အဆင်ပြေပါတယ်ဗျဟုတ်อืมအမေတွေကတော့စိတ်ပူတာပေါ့နော်အဓိကအမေကဆက်ဆက်ဖြစ်ချင်တော့အမေရမ်းစိတ်ပူသွားတယ်အမေနေမဟုတ်ဘူးပေါ့နော်အမေရောကျွန်တော်တပြိုးလုံးပေါ့နော်ရှိသမျှလူတွေအကုန်လုံးကလည်းဟဲ့နှစ်သားကတော့တူတူဖြစ်နေပြီဟဲ့လောက်ကြအောင်ပါဖြစ်တယ်ညာဖြစ်တယ်နဲ့တို့ကတော့မဟုတ်ပါဘူးစိတ်ပူလို့ပြောတာပါငါသားလေးဆဲခံနေရပြီပါညာအမေကတော့စိတ်မကောင်းဘူးပေါ့နော်အသားရေဘယ်လိုဖြစ်တာလဲဆိုအမေရဲ့အသားကလည်းဟိုမစားဘူးမလို့ဒီတိုင်းမဲ့အသားလည်းပေါ့ပေါ့ပါပါဖြေလိုက်တာအေးနေမစားတာတော့ငါသိတယ်ဒါပေမဲ့လည်းကိုကပြဿနာအဲ့လိုတက်သွားပြီအမေကအဓိကစိတ်မကောင်းတာပါအမသားရေလည်းအများကြီးကျွန်တော်အားပေးပါတယ်ဗျဟုတ်